မင်္ဂလာပါခင်ဗျာ။ Bami's Canadian YouTube page ကနေပြန်လည်ကြိုဆိုပါရစေ။ဒီနေ့ကျွန်တော်ပြပြပေးမယ့်အကြောင်းအရာကတော့ကနေဒါနိုင်ငံမှာလာမယ့်2022ခုနှစ်ကျရင်အာခစ်စားတဲ့ဒမန်းများတယ်ပေါ့နော်။အလုတ်ကန်အခု20အကြောင်းကိုပြပြသွားမှာဖြစ်ပါတယ်။ဒီဗီဒီယိုမှာအဲ့ဒီအလုတ်ကန်တွေကဘာတွေလဲ။အဲ့ဒီအလုတ်တွေကိုရဖို့အတွက်ဘယ်လိုပြင်ဆင်ရမလဲ။ဆိုတာတွေပြပြသွားမှာဖြစ်ပါတယ်။အဲအကြောင်းမလို့ဒီဗီဒီယိုကိုအဆုံးထိကြည့်ပေးပါနော်။ အခုပြောမယ့်အလုတ်ကံမှမဟုတ်ပါဘူးကနေဒါမှာတခြားအလုတ်ကံတွေကလည်းဒါလိုအပ်နေတာရှိပါတယ်ဒီမန်းများတယ်ပေါ့နော်အခုပြောပြပါကတော့လာစာလည်းကောင်းတယ်အလုတ်လည်းကောင်းတယ်ဒီမန်းလည်းများတဲ့အလုတ်ကံတွေအကြောင်းပဲဖြစ်ပါတယ်ဒီဆောင်မကိုကျွန်တော်ပို့ပေးလာတာကတော့ Douglas College ကပေါ့နော်ဒါ Employment Specialist တယောက်ကနေပြီးတော့ပို့ပေးလာတာဖြစ်ပါတယ်အဲ့ကျွန်တော်အခုလိုမျိုး YouTube လုပ်နေတာရောပြီးလို့ရှိရင်ဒါ personally ရင်းနေတာရောတည်ရအတွက်သူကကနေဒါမှာဒီလိုအပ်တဲ့ပေါ့နော်လုပ်တွေကိုတည်အောင်လို့ပြန်ပြီးညှဝေခြင်းဖြစ်ပါတယ်တဲ့ ဒီလုပ်ငန်းအကြောင်းရေးထားတာကတော့ slice website ကဖြစ်ပါတယ်ဟုတ်ပါပြီအခုပထမဦးဆုံးအလုပ်ငန်းကိုကြည့်ကြရအောင် robotic engineer ပဲဖြစ်ပါတယ်ဒီ covid 19ကြောင့်အလုပ်ငန်းတော်တော်များများဝေးရနေလုပ်ရတယ် social distancing ပေါ့နော်ဝေးရနေလုပ်ရတယ်ပြီးရင် work from home နေရှိတယ်အဲ့လိုအနေထားဖြစ်သွားတဲ့အတွက်ဒီစက်ရုပ်နဲ့အလုပ်လုပ်တဲ့ဟာတွေကခက်စားမယ်လို့အဲ့မှာရေးထားပါတယ်အထူးဖြင့်ဆိုလို့ရှိရင်ဒီကျန်းမာရေးကဏ္ဍမှာဆိုရင်လေဒီ AI ပေါ့နော်စရုပ်တွေပြီးရင် artificial intelligence လိုဟာမျိုးတွေ AI လိုဟာမျိုးတွေနဲ့အလုပ်လုပ်တာမျိုးတွေကရှိလာပါပြီအခုကိုဗစ်မဟုတ်ပါဘူးဟိုအရင်တည်းကဒီကနေဒါမှာရှိနေရဖြစ်ပါတယ်အဝေးကနေပြီးတော့စရုပ်နဲ့လှမ်းပြီးဆေးကုတာပေါ့နော်ဒါ screen screen ပါတဲ့အဲ့ဒီစရုပ် မှာအဲ့လိုမျိုးဆေးဆေးကုဝေးတာတွေရှိတယ်အထူးသဖြင့်ဆိုလို့ရှိရင်ဒီကနေဒါနိုင်ငံမှာဆိုလို့ရှိရင်ပေါ့နော်တချို့မျိုးတွေကအရန်ဝေးတယ်လူဦးရေဆိုလဲ1000 1500လောက်ပဲရှိတယ်အဲ့လိုမျိုးတွေရှိတယ် သွားသွားရေးလာရေးကလည်းအဆင်မပြေဘူးအရန်ဝေးတော့ဗောနော်သွားရေးလာရေးကလည်းအဆင်မပြေဘူးအဲ့လိုမျိုးနေရာတွေမှာရှိတဲ့ community ကလူတွေအတွက်ကိုဒါမြို့ကြီးတွေရာနေပြီးတော့ဗောနော်ဆရာဝန်တွေက specialist တွေရာနေပြီးတော့လမ်းမီဆေးကုပေးနေရရှိပါတယ်အဲ့ဒါဆိုရင်လည်းဆက်ရုံနဲ့ဆေးကုတာဗောနော်ဆက်ရုံနဲ့ဆေးကုတာတွေရှိတယ်အဲတူနာပြူတွေတယောက်နှစ်ယောက်တော့ထားရတာဗောနော်အဲအဲ့လိုမျိုးကျွန်တော်ကြားဥပါတယ်အဲ့တော့ robotic engineer နဲ့ပတ်သက်ပြီးတော့ ဖြစ်ရှင်နေဆိုလို့ရှိရင်ဒီကနေဒါနိုင်ငံမှာ bachelor bachelor of engineering လို့ဟာမျိုးတွေဒီ robotic နဲ့ပတ်သက်တယ်ပေါ့နော်အ diploma တွေ master တွေတက်မယ်ဆိုလို့ရှိရင်တော့ဒါ robotic engineer ဖြစ်လို့ရပါပြီအခုနားထောင်နေရတာကတော့ Barmis Canadian YouTube page ဖြစ်ပါတယ်ကနေဒါနိုင်ငံနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ YouTube ကို like and subscribe လုပ်ထားပေးပါဒုတိယတစ်ခုအနေနဲ့ data scientist လောက်ကိုင်း ဖြစ်ပါတယ်အဲ့ဒီအလုတ်ကန်ကတော့အခုခင်မှာအရန်အရန်အရေးကြီးနေပါတယ်နိုင်ငံရေးစီးပွားရေးအစိုးရအလုတ်ကန်နေကျမ်းမာရေးနဲ့ပတ်သက်တာတွေအကုန်လုံးပေါ့နော်အဲ့ဒါတွေအားလုံးကဒီအာကုပင်းကိုဗစ် data တွေအဲ့လိုမျိုးအစအစရှိတဲ့ဇယင်းဇရာတွေနဲ့ပတ်သက်လာပြီဆိုလို့ရှိရင်เนาะဒီ data scientist ကအရန်လိုအပ်တဲ့အလုတ်ကန်ပဲဖြစ်ပါတယ်အလုတ်ကန်ကိုကနေဒါမှာအလုတ်ကန်ရင်းနေဆိုလို့ရှိရင်ဘာတွေတက်ထားတဲ့လဲဆိုလို့ရှိရင်တော့ဇယင်းအင်းနဲ့ပတ်သက်တဲ့ဘာသာရက်တွေသင်္ချာနဲ့ပတ်သက်တဲ့ဘာသာရက်တွေ ကွန်ပျူတာပရိုဂရမ်မင်းနဲ့ပတ်သက်တဲ့ဘာသာရပ်တွေကိုလေ့လာမှာဖြစ်ပါတယ်။နောက်ထပ်ကနေဒါမှာဒီမန်းများလာမယ့်အလုပ်တစ်ခုကတော့ Cyber Security Specialist အလုပ်ပဲဖြစ်ပါတယ်။ဒီနိုင်ငံမှာဆိုလို့ရှိရင် ban တွေအဓိကအားကိုးရတယ် credit card တွေ ban စနစ်တွေ online ကနေပြီးတော့စီးပွားရေးလုပ်တဲ့ဟာတွေအဲ့လိုမျိုးပေါ့နော်အရန်ခက်စားတယ်။အဲ့တော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့အဟက်ခံရတယ်လည်းရှိတယ်။ဒီကနေဒါမှာဆိုလို့ရှိရင်ဒီ ban တွေစီးပွားရေးလုပ်ငန်းတွေဒီတအူးချင်းပေါ့နော်နိုင်ငံသားတအူးချင်း အဟက်ခံရတယ်ဆိုတာအထူးသမဟုတ်တော့ပါဘူးအထူးသဖြင့်ဒီအာဒီ covid 19ပေါ့နော် ဖြစ်ပြီးတဲ့အချိန်မှာဖြစ်တဲ့အချိန်မှာဆိုလို့ရှိရင်ဒီလိုမျိုးပေါ့နော်အစိုးရနေပြီးတော့ထောက်ပံ့ကြီးတွေကို online ကနေပေးတယ်အဲ့လိုမျိုးပေးတဲ့ဟာကိုဒီအာ scammer တွေကလည်းပေါ့နော် hacker တွေကလည်း hack လုပ်ကြတာပေါ့နော်အဲ့ဒီပစ္စံတွေကိုရအောင်လို့ hacker တွေကလည်း hack လုပ်ကြတယ်အဲ့အဲ့လိုနဲ့ပဲကနေဒါမှာဆိုလို့ရှိရင် cyber security က safe မဖြစ်ဘူးပေါ့နော်မဖြစ်ဘူးအားကြောင့်မလို့အဲ့ဒီအလုပ်နဲ့ပတ်သက်ပြီးတော့တော်တော် အဲဓမ္မများလာပါပြီ cyber security နဲ့ပတ်သက်ပြီးတော့လုပ်ချင်တယ်ဆိုလို့ရှိရင်တော့ဒီနိုင်ငံမှာဒါမှမဟုတ်ရှင်တခြားနိုင်ငံမှာဖြစ်ပါဘောနော် bachelor master computer science လို့ဘာသာရပ်တွေတက်ရမှာဖြစ်ပါတယ်ကနေဒါမှာနောက်ထပ်ဓမ္မများတဲ့အလုပ်တစ်ခုကတော့ software developer ပဲဖြစ်ပါတယ်အဲ့ဒီ software developer ဖြစ်ချင်တယ်ဆိုရင်တော့ the coding language တွေပေါ့နော်တက်ထားမှာဖြစ်ပါတယ်အချို့ကလည်းဒီမှာလိုအပ်တဲ့ formal education တွေတောင်းရင်လည်းတောင်းမယ်ဒါမှမဟုတ်ရှင်တခြား education တွေလည်းတောင်းရင်တောင်းမယ်ပေါ့နော် အအဓိကတော့ computer science နဲ့ပတ်သက်တဲ့ဒါ IT ဘာသာရပ်တစ်ခုပဲဖြစ်ပါတယ်။ကနေဒါမှာနောက်ထပ်ခေတ်စားတဲ့အလုပ်တစ်ခုကတော့ content writer ပဲဖြစ်ပါတယ်။အခုဆိုလို့ရှိရင်လုပ်ငန်းအားလုံးနှီးပါးက online မှာ website ဆံမျက်နှာတွေရှိကြပါတယ်။ YouTube လိုပါတော့မှာဈေးရောက်ကြတာ co product ကိုကြော်ညာလာမျိုးရှိကြပါတယ်။နော်တာမန် website ဆံမျက်နှာမျိုးနဲ့မရတော့ပါဘူး။ဒီမှာဆိုလို့ရှိရင်တကယ်ပေါ့နော် contents အပြည့်စုံနဲ့ website တွေစာမျက်နှာတွေဖြစ်ရပါမယ်ဒီ content writers တွေอ่ะပေါ့เนาะအရန်ကိုလိုအပ်နေပြီဖြစ်ပါတယ် content writer ဖြစ်ရှင်နေဆိုလို့ရှိရင်အင်္ဂလိပ်စာတို့ literature တို့เนาะ writing နဲ့ပတ်သက်တဲ့ဘာသာရပ်တွေကိုတတ်ထားမှာဖြစ်ပါတယ်နောက်ထပ်အလုပ်တစ်ခုကတော့ multimedia designer ပဲဖြစ်ပါတယ် multimedia designer ဆိုလို့ရှိရင်ဘာလို့ရမလဲဆိုလို့ရှိရင်တော့ဒါ design တွေပေါ့เนาะ design တွေဆွဲရမယ်ပြီးလို့ရှိရင်အတန်ပိုင်းဆိုင်ရာတွေရုပ်ပိုင်းဆိုင်ရာဗီဒီယိုလိုဟာမျိုးတွေဓာတ်ပုံတွေ နော်ဘလို့ကြော်ညာမလဲဆိုတဲ့ဟာတွေပြီး creative လည်းဖြစ်ရမှာပေါ့နော်အဲ့လိုမျိုးတက်ထားရမှာဖြစ်ပါတယ်ဒီ multimedia နဲ့ပတ်သက်ပြီးတော့ formal education တွေရှိသလို informal education တွေလည်းရှိပါတယ် certificate တွေ diploma တွေတက်ထားလို့လည်းရတယ်ပေါ့နော်အဲ့ဒီ multimedia နဲ့ပတ်သက်ပြီးတော့ဒီကနေဒါမှာရှိတဲ့စိတ်ဝင်စားစရာကောင်းတဲ့ကျောင်းတစ်ကျောင်းအောင်လည်းကျွန်တော် video တစ်ခုလုပ်ထားပါတယ်ဒီ CDM လို့ခေါ်ရဲပေါ့နော် Center for Digital Media ဆိုတော့ကျောင်းအောင်ဖြစ်ပါတယ်အဲ့ဒီ video ကိုကျွန်တော်တို့ YouTube မှာတင်ထားပြီးသားဖြစ်ပါတယ် နောက်ထပ်ကိစ္စအရကတော့ customer service representative ဖြစ်ပါတယ်အခုဆိုလို့ရှိရင်ကနေဒါနိုင်ငံမှာအလုပ်တိုင်းလိုလိုပါဖုန်းခဖုန်းခေါ်ရတယ်ပေါ့နော် service တော်များများကိုဖုန်းနဲ့ပြန်ပြီးတော့အကြောင်းကြားရရှိတယ်အဲ့လိုမျိုးဆိုတော့ဒီ customer service ကလည်းအရန်ရေးကြည့်ပါတယ် work from home နေအဲ့လိုမျိုးဆိုတော့ဒီ customer service representative အလုပ်ကလည်းဒါအရန်ကိုရေးကြည့်ပါတယ် customer service representative ဖြစ်ချင်တယ်ဆိုလို့ရှိရင်တော့အဓိကကတော့ဒါ communication ပေါ့နော်အင်္ဂလိပ်စာကိုကျွမ်းကျွမ်းညင်ညင်အသုံးချနိုင်ရမယ် ခုကနေဒါဒီဘန်ကူးဗားမှာဆိုလို့ရှိရင်တော့ဒါတရုတ်စာပြောတဲ့ရင်ပို့တရုတ်စကားပြောတဲ့တယ်ဆိုရင်ပို့ကောင်းပါတယ်ဒီမှာဆိုလို့ရှိရင်တရုတ် community ကအဲ40ရာခိုင်နှုန်းလောက်ရှိတယ်ပေါ့နော်နောက်ထပ်အလုတ်ကင်ခေစားတဲ့အလုတ်ကင်တစ်ခုကတော့ online tutor အလုတ်ပဲဖြစ်ပါတယ်ဒီကိုဗစ်ဖြစ်ခါစားနေပြီးတော့အခုတည်းကိုတက်ကတူတွေတချို့ college တွေဆိုလို့ရှိရင်အိမ်ကနေပြီးတော့စာသင်တာပါเนาะအနေထားပဲဖြစ်ပါသေးတယ်တချို့ကလည်းဒါပြန်တော့သွားနေရပြီပေါ့เนาะကျောင်းကတော့ပြန်သွားနေရပြီအဲတချို့ session တွေတချို့ subject တွေဆိုရင်လည်းဒါအိမ်ကနေပြီးတော့ပဲ စာသင်ရတယ် tutoring ပေါ့နော်ဒါကျောင်းက formal education တော့မဟုတ်ဘူးဒါပေမဲ့အာပေါ့နော်ပြန်ပြီးတော့ကိုယ် guide လုပ်ပေးတဲ့သဘောပေါ့အဲ့ဒါဆိုလို့ရှိရင်လည်း online tutor လောက်ကခက်စားပါတယ်နောက်ဟိုတလောကဆိုလို့ရှိရင်ကျွန်တော်ကြားပူတာပေါ့နော်ဒါတကယ်ချင်းနေမိတ်ဆွေတွေပြောပြလာဆိုလို့ရှိရင်ဒီဒီကနေပြီးတော့ဒါတရုတ်နိုင်ငံမှာရှိတယ်ပေါ့နော်အဲတင်ချာတွေတိတ်ပံတွေကိုပြန်ပြီးတော့အဲတင်နှက်တက်ကြရလို့ကြားပူပါတယ်ဒီကနေဒါပေါ့နော်ကနေဒါကဒီတရုတ်မိပါတယ်ဆိုရင်သူတို့ပြောကြတာရှိပါတယ် အခုဆိုလို့ရှိရင်စာတင်ကြားမှုကပေါ့နော်အရင်အရင်ကလို့မဟုတ်တော့ဘူးဒီ online tutor လောက်ကလည်းကနေဒါမှာ demand များတဲ့အလုပ်တစ်ခုပဲဖြစ်ပါတယ်နောက်ထပ်ဒီမှာ demand များတဲ့အလုပ်တစ်ခုကတော့ social workers ဖြစ်ပါတယ် social workers လို့ပြောရတဲ့နေရာမှာ education နဲ့ပတ်သက်တဲ့ social workers လားဒီကျန်းမာရေးနဲ့ပတ်သက်တဲ့ social workers လားမျိုးမျိုးရှိပါတယ် education နဲ့ပတ်သက်တဲ့ social worker ဆိုလို့ရှိရင်တော့ဒါကလေးတွေကိုအကြောင်းဘယ်လိုမျိုးဗေဒန်းထားရမလဲเนาะအကြောင်းကိုဘယ်လိုဘယ်လိုလာရမလဲမိဘဘာညာအဲ့လိုမျိုးလောက်ရတဲ့အလုပ်တွေရှိပါတယ် ဒီကျမ်းမာရေးနဲ့ပတ်သက်တဲ့ social workers တွေဆိုလို့ရှိရင်တော့ဒါမှထားပါတော့ကိုယ်မှာအသက်ကြီးတဲ့မိဘတွေရှိရဆိုလို့ရှိရင်ဒါဒီ long term care ကိုပို့ပို့ရမယ့်အခြေအနေရောက်နေပြီလားအဲ့လိုမျိုးတို့တွေက assess လုပ်ပါတယ် social workers တွေပေါ့နော်ဒီ social workers နဲ့ပတ်သက်ပြီးတော့ကနေဒါမှာအလုပ်လုပ်ချင်တယ်ဆိုလို့ရှိရင်တော့ license license လိုပါတယ် license တွေလိုတယ် register တွေလိုရတယ်ပေါ့နော်ဒီကနေဒါမှာရှိတဲ့အကြောင်းဒါမှမဟုတ်ရင် degree တခုခုပေါ့နော် college အဲ့လိုမျိုးတက်ဖို့လိုပါတယ်ကနေဒါမှာ social workers ဖြစ်ရှင်တယ်ဆိုလို့ရှိရင်တော့ နောက်ထပ် demand များနိုင်တဲ့အလုပ်တစ်ခုကတော့ water quality technician ပဲဖြစ်ပါတယ်။ကနေဒါနိုင်ငံဟာဆိုလို့ရှိရင်တဘာပတ်ဝန်းကျင်ကိုအရန်ကိုဒါထိမ့်သိမ်းဆောင်ရှောက်တဲ့အတွက်ဒီလိုမျိုးလောက်ကန်ရလိုအပ်လာမှာဖြစ်ပါတယ်။ water quality technician ကဘယ်နေရာမှာလိုအပ်မလဲဆိုလို့ရှိရင်တော့ဒီတောက်ရီတုံးရီတွေကိုစစ်ဆေးရတာတွေမဟုတ်ဘဲနဲ့ဆက်ယုံတွေမှာရှိတဲ့ဒါပေါ့နော်ဒီရေစိုးဆွန့်ထုတ်တာတွေကို monitor လုပ်ရတာတွေရှိပါတယ်။ ဲ့ဒါကြောင့်မလို့စက်ယုံတိုင်းမှာဒါခန့်ထားရတဲ့အလုပ်ကိုင်းတွေတခုလည်းဖြစ်ပါတယ်။တို့ရှင်တခြားစက်ယုံတွေမဟုတ်ဘူးပေါ့နော်။တခြားလုပ်ကိုင်းလုပ်ငန်းကြီးတွေဖြစ်တဲ့ mining လိုဟာမျိုးတွေပြီးရင် wire and gas တွေရေစိုးဒီ main လာစနစ်တွေအဲ့လိုမျိုးဒီပေါ့နော်အစိုးရအလုပ်တွေမဟုတ်ဘူး company တွေကလည်းလိုအပ်တဲ့အလုပ်ကိုင်းတခုပဲဖြစ်ပါတယ်။အဲ့တော့ဒီ water quality technician ဖြစ်ချင်တယ်ဆိုလို့ရှိရင်တော့ဒီကနေဒါနိုင်ငံမှာဆိုလို့ရှိရင် bachelor တွေ master တွေ diploma တွေနှတ်တက်လို့ရပါတယ်။နောက်ထပ် demand များတဲ့အလုပ်ကိုင်းတစ်ခုကတော့ green beta ပဲဖြစ်ပါတယ် green beta ဆိုတာဘာလဲဆိုလို့ရှိရင်တဘာပတ်ဝန်းကျင်ကိုထိန်းသိမ်းပြီးတော့အဆောက်အုံဆောက်ရတဲ့လူပေါ့နော် architect လေးလည်းဖြစ်နိုင်တယ် civil engineer လေးလည်းဖြစ်နိုင်ပါတယ်အခုခေတ်မှာဆိုလို့ရှိရင်အဆောက်အုံတွေကိုတိဆောက်တဲ့နေရာမှာတမန်ရိုးကြပုံမှန်တိဆောက်တဲ့ပုံစံမဟုတ်တော့ပါဘူး environmentally friendly ဖြစ်တဲ့ပုံစံတွေနဲ့တိဆောက်နေကြပါပြီဥပမာဆိုလို့ရှိရင်အဲကိုယ့်ရဲ့အဆောက်အုံမှာနော်တစ်ပင်ဗနက်မျိုးစိုက်ထားတယ် တစ်ပင်ဘယ်နှပင်ဆိုက်ထားရဲဆိုတာမျိုးပြိုင်ဆိုင်နေကြပါပြီဒီအာခီတက်တွေကပေါ့နော်အကယ်လို့ကိုကဒီလိုမျိုးအလုပ်ကံကိုစိတ်ဝင်စားရဲဆိုလို့ရှိရင်တော့ဒါ engineering ဘာသာရပ်တွေကိုလေ့လာရမှာဖြစ်ပါတယ် environmental နဲ့ပတ်သက်တဲ့ဘာသာရပ်တွေကိုလေ့လာမှာဖြစ်ပါတယ်နောက်ထပ် demand များလာမဲ့အလုပ်ကံတစ်ခုကတော့ avant growers ပဲဖြစ်ပါတယ်အခုမြို့ပြမှာဆိုလို့ရှိရင်အလှပပင်တွေစိုက်မဲ့လူတွေပြီးရင်စားဖို့တောက်ဖို့ပေါ့နော်သီးနှံပင်တွေစိုက်ဖို့လိုအပ်လာပါပြီ ဒီ COVID-19 ကကျွန်တော်တို့ကိုဒီမြို့မှာရှိတဲ့လူတွေပေါ့နော်စိန်ခေါ်လိုက်တာပဲဖြစ်ပါတယ်။လော့ဒေါင်းချတာရင်ဒီလူတွေစားဖို့တောက်ဖို့အတွက်ကိုလုံနိုင်သလားဆိုတာကို challenge လုပ်လိုက်တာပဲဖြစ်ပါတယ်။အဲဒါကြောင့်မလို့စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ဘာသာရပ်တွေတက်ထားမှာဖြစ်ပါတယ်။ဒီ Avan Grower ဆိုတာကတော့စိုက်ပျိုးရေးကျွမ်းကျင်တဲ့လူပဲဖြစ်ပါတယ်။ဒါပေမဲ့ဘာလို့ဆိုလို့ရှိရင်သူကမြို့ပြမှာစိုက်ပျိုးရေးလုပ်တဲ့လူပေါ့နော်။ကနေဒါမှာဆိုလို့ရှိရင်လည်းအားစာကောင်းတဲ့အလုပ်တစ်ခုပဲဖြစ်ပါတယ်။များသောအားဖြင့်တော့ ကိုပိုင်လုတ်လုတ်ကြတာပေါ့နော်ကိုပိုင်လုတ်လုတ်ပြီးတော့အပင်နေဆိုင်ပြီးတော့ဒီမြို့မှာဈေးလိုက်ရောင်းကြတာဖြစ်ပါတယ်နောက်ထပ်အလုတ်ကိုင်တစ်ခုကတော့ register nurse ပဲဖြစ်ပါတယ်တူနာပြုတ်လုတ်ကိုင်ဟာဆိုလို့ရှိရင်ကနေဒါနိုင်ငံရဲ့ကျန်းမာရေးစနစ်မှာအရေးကြီးဆုံးဖြစ်ပါတယ်ဆရာဝန်တွေအထူးကူတွေဒီကနေဒါမှာရှားပါတယ်တူနာပြုတ်တွေနဲ့အလုတ်လုတ်ကြတာဖြစ်ပါတယ်ကနေဒါရဲ့ကျန်းမာရေးဒီစနစ်ကြီးတစ်ခုလုံးကတူနာပြုတ်နဲ့ run နေဆိုလို့ရှိရင်မှားမှားပါဘူးဒီမှာဆိုလို့ရှိရင်ဒီတူနာပြုတ်လုတ်ကိုင်က bus time ဖြစ်တဲ့ ဒီပညာရဲ့တစ်ခုပဲဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာနိုင်ငံမှာလိုမျိုးအဲဆရာဝန်တွေကစီရင်အုပ်လုပ်တာတို့ဆရာဝန်တွေက management လုပ်တာတို့မလုပ်တော့ဘူး။သူနာပြုတွေကလုပ်တယ်ပေါ့နော်။ middle management နေဒီ care home နေမှာလုပ်တဲ့ဟာမျိုးတွေအစရှိတဲ့ပြင်ပေါ့နော်။ဒီ public head တွေအဲ့လိုမျိုးတွေကိုသူနာပြုဘွဲ့ရတဲ့လူတွေပဲလုပ်ကြတာဖြစ်ပါတယ်။နောက်ထပ် demand များတဲ့အလုပ်ကိုင်းတစ်ခုကတော့ telephone triage nurse ဒါမှမဟုတ် telemedicine ပေါ့နော် ဖုန်းတယ်လီဖုန်းနဲ့ဆေးကုပေးတဲ့တူနာပြူအလုပ်ပဲဖြစ်ပါတယ်။အဲ့ဒီအလုပ်ကံကလည်းကျွန်တော်အပေါ်ကပြောခဲ့သလိုမျိုးပဲတူနာပြူဘွဲရတာမှာဖြစ်ပါတယ်။တယ်လီဖုန်းဆက်ပြီးတော့မေးမြန်းပြီးတော့ပေါ့နော်ကိုယ့်ရဲ့ယောဂအခြေအနေကိုမေးမြန်းလို့ရပါတယ်။ဒါသူကနေပြီးတော့မှထပ်ပြီးတော့ကိုယ်ဆေးကုပေးတယ်ဒါမှမဟုတ်ရှင်လည်းထပ်ပြီးတော့ညှိုးပေးတဲ့အလုပ်ပဲဖြစ်ပါတယ်။ကနေဒါနိုင်ငံမှာအရေးပေါ်ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ဖုန်းဆက်ရတဲ့ဖုန်းနံပါတ်ကတော့811မှာဖြစ်ပါတယ်။နောက်ထပ်ကနေဒါနိုင်ငံမှာတမန်အများဆုံးနေရာတစ်ခုဖြစ်တဲ့အလုတ်ကန်ကတော့ ဟက်ကဲ8တို့မဟုတ်ရှင် NAS 8ပေါ့နော်လောက်ပဲဖြစ်ပါတယ်ဒီအလုတ်ကံရဆိုလို့ရှင်ဒီတူနာပြုတ်เนาะအလုတ်ကံတစ်ခုလုံးရဲ့ entry level ပဲဖြစ်ပါတယ်ပြောမယ်ဆိုတော့အဲတူနာပြုတ်အလုတ်ကံနဲ့တိတ်မကွာဘူးပေါ့နော် entry level ကနေပြီးတော့မှနောက်ထပ်အဆင့်ဆင့်တက်သွားမယ်ဆိုလို့ရှင်ကိုဖြစ်ရှင်တဲ့တူနာပြုတ်အဆင့်ဆင့်ကိုဖြစ်လို့ရပါတယ်ဒီအလုတ်ကံကတော့6လတစ်နှစ်လောက်ပဲတက်ရပါတယ်နောက်ထပ် demand များနိုင်တဲ့အလုတ်တစ်ခုကတော့ clinician scientist ပဲဖြစ်ပါတယ်တက်ခဲတက်ခွဲကန်းနဲ့ပတ်သက်တဲ့ပေါ့နော်သိပ္ပံပညာရှင်တွေပေါ့နော်ကျန်းမာရေးနဲ့ပတ်သက်တဲ့သုတေသနအလုပ်တွေယောဂရှာဖွေတဲ့တက်ခွဲကန်းတွေမှာလိုအပ်တဲ့ပညာရှင်တွေဖြစ်ပါတယ်ဒီအလုပ်ကံကိုလုပ်ရှင်နေဆိုလို့ရှိရင်တော့ဒီမှာရှိတဲ့အကြောင်းတွေတက်ကူတွေမှာ master တွေဟိုပေါ့နော်ပြီးရင် license တွေလိုအပ်တဲ့အလုပ်တစ်ခုအလုပ်ကံတစ်ခုပဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင်တော့ဒီအလုပ်ဟာဆိုလို့ရှိရင်တော့ဒါ PhD level အထိဒါတက်ထားမဲ့အလုပ်တွေဖြစ်ပါတယ်တချို့အလုပ်တွေဆိုလို့ရှိရင်တော့ PhD တွေပြုရှင် Master MSc တွေစသဖြင့်ပါနော်နောက်ထပ်အလုပ်ကိုင်းတစ်ခုကတော့ Emergency Management Director အလုပ်ပဲဖြစ်ပါတယ်အရေးပေါ်စီမံခန့်ခွဲရေးတော့ Director ပေါ့နော်အခုဆိုလို့ရှိရင်တဘာဝဘေးအန္တရာယ်တွေကဒီကနေဒါနိုင်ငံမှာပို့ပို့ပြီးတော့များလာပါတယ်မြို့ပေါ်မှာလည်းမီးလောင်တယ်ဒေါက်တာမီးတွေလည်းမီးလောင်တယ်ຫນွေဆိုလို့ရှိရင်အဲရေကြီးတာတွေလည်းဖြစ်နေတယ်အဲ့လိုမျိုးတွေကပုံမှန်လို့ဖြစ်လာနေတော့ဒီအရေးပေါ်စီမံခန့်ခွဲတဲ့အခါကျရင်အာတာဝန်ရှိတဲ့လူတကြွညင်တဲ့လူတွေလိုအပ်လာပြီပေါ့နော် အဲ့ဒါအဲ့ဒီ subject နဲ့ပတ်သက်ပြီးတော့ diploma တွေကစပြီးတော့ doctor ဘွဲထိပေါ့နော်တက်လို့ရပါတယ်ဒီတဘာပတ်ဝင်ကျင်နေတဘာဘေးအနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြီးခဲ့တဲ့လပိုင်းမှာတော့ဒီရေကြီးတာနဲ့ပတ်သက်ပြီးတော့ပြောထားတဲ့ဗီဒီယိုတစ်ခုရှိပါတယ်အဲ့မှာသွားကြည့်လို့ရပါတယ်နောက်ထပ်တွင်ကျေလာမယ့်အလုပ်ခိုင်တစ်ခုကတော့ logistics manager ပဲဖြစ်ပါတယ်ကနေဒါနိုင်ငံက export import မှာအဓိကထားတဲ့နော်နိုင်ငံရေးနိုင်ငံဖြစ်ပါတယ်နောက်ပြီးလို့ရှိရင်ဒီမှာရှိတဲ့အသေးစားလက်စားတွေပါเนาะအဲ့လောက်ကြီးမဖွင့်မြို့ဘူး ဒီ supply chain ထဲမှာရှိရပါတော့လောက်ကန်ကြီးတွေကဖွံ့ဖြိုးတာဖြစ်ပါတယ်ဟုတ်အထူးသဖြင့် covid-19 ကတခြား sector တွေဖြစ်တဲ့ tourism တို့ entertainment sector တွေကိုရက်သွားအောင်လှုပ်လိုက်တဲ့အချိန်မှာတော့အခုလိုအခုလိုမျိုးဒီ logistic နဲ့ပတ်သက်တယ်ပေါ့နော်အလုပ်ကိုင်းတွေအရန်ခက်စားလာပါတယ်ဒီ logistic နဲ့ပတ်သက်ပြီးတော့ကနေဒါနိုင်ငံမှာ post graduate diploma တွေ degree တွေ master တွေတက်လို့ရပါတယ်နောက်ထပ်အလုပ်ကိုင်းတစ်ခုကတော့ fulfillment worker ပဲဖြစ်ပါတယ်ဒီအလုပ်ကဘာလုပ်လဲဘာလုပ်ရတာလဲဆိုလို့ရှိရင်တော့ ဒီအလုပ်ကမလုပ်ရတာလဲဆိုလို့ရှိရင်တော့အထူးသဖြင့်တော့ဗောနော online shopping တွေက online online shopping တွေကနေပြီးတော့ပစ္စည်းတွေကို ပြန်ပို့ဖို့အတွက်ကို sort out လုပ်ပေးရတာဗောနော်အာအလုပ်ရုံတည်တံ့လည်းမဟုတ်ဘူး customer service တည်တံ့လည်းမဟုတ်ဘူးအဲ့နှစ်ခုလုံးတွဲပြီးလုပ်ပေးရတဲ့အလုပ်ဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ fulfillment worker လို့ခေါ်တာဗောနော်အဓိကကတော့ဒီကနေဒါမှာဆိုလို့ရှိရင် Amazon လို့ပါလို့ရှိပါတယ် fulfillment worker ဖြစ်ရှင်နေဆိုလို့ရှိရင်တော့အဲပညာအရေးချင်းအများကြီးမလိုပါဘူး degree တွေပါလေ degree တွေပါလေလည်းမလိုဘူး license တွေပါလေလည်းမလိုဘူး အဓိကတော့ဒါ physical job ဖြစ်တဲ့အတွက်ပစ္စည်းတွေတည်နိုင်ရွှေ့နိုင်မနိုင်နိုင်လူဖြစ်ဖို့လိုပါတယ်နောက်ထပ်အလုပ်ကိုင်းတစ်ခုကတော့ food delivery တို့ဘောနော်ဒီ Uber driver တို့ taxi driver တို့ပဲဖြစ်ပါတယ်အခုနောက်ပိုင်းဆိုလို့ရှိရင်အဲဒီ delivery တွေ online online shopping တွေခက်စားလာတယ်အဲစားတောက်တွေကိုမှားတာဟာတွေကအပြင်မှာထွက်မစားတော့ဘူးအိမ်မှာပဲမှားစားတဲ့ဟာတွေကပိုများလာတော့ဒီအလုပ်ကလည်းအရန်ကိုတွင်ကျတဲ့အလုပ်တစ်ခုပဲဖြစ်ပါတယ်ကိုကဒီကနေဒါရောက်ခါစား တခြားလုတ်ဖို့တခြားအလုတ်ကန်လုတ်ဖို့အတွက်အဆင်မပြေသေးဘူးဆိုလို့ရှိရင်တော့ကားတစ်စီးလည်းရှိရဲ driving license လည်းရှိရဲဆိုလို့ရှိရင်ဒီလုတ်ကအရန်တင်တော်တဲ့အလုတ်တစ်ခုပဲဖြစ်ပါတယ်ဒီကိုဝယ်ထားတဲ့ကားအတွက်ပေါ့နော်ပြန်ပြီးတော့ကြေပါတယ်ဒီလုတ်ကလုတ်လုတ်မယ်ဆိုလို့ရှိရင်ပေါ့နော်ဒါကားကားဘူးပြန်ကြေတဲ့အလုတ်လို့လည်းပြောလို့ရပါတယ်ဒီကနေဒါမှာတက်စီမောင်းနေတယ်ပေါ့နော်သူတွေကအဲပညာမတက်လို့မဟုတ်ပါဘူး transition job အနေနဲ့ဝင်လုတ်ကြတာအများကြီးရှိပါတယ်ဥပမာဆိုလို့ရှိရင်အဒီရုပ်ရှင်ကားကိုကြည့်လို့ရှိရင် တွေ့ရမှာဖြစ်ပါတယ်အာဒီတခြားနိုင်ငံကလာတယ်ပေါ့နော် medical graduate တွေဆရာဝန်တွေ specialist တွေပေါ့နော်ဒါအထူးကူတွေကဒီနိုင်ငံမှာအဲ့အဲ့ဒီအလုပ်ကိုင်းတွေပြန်ပြီးတော့မလုပ်နိုင်သေးခင်မှာဒီကနေဒါမှာ taxi driver လောက်ရတာတော့ပါရှိပါတယ်ဒီရုပ်ရှင်ကမှာဆိုလို့ရှိရင်ကနေဒါရောက်ခါစား new immigrant တွေကဘယ်လိုမျိုးလှုပ်ရှားရုန်းကန်ရလဲဆိုတဲ့ဟာကိုဒီရုပ်ရှင်ကကြည့်လို့ရှိရင်တွေ့ရမှာဖြစ်ပါတယ်အခုပြောသွားတဲ့အလုပ်ကိုင်းတွေကတော့ demand များတဲ့အလုပ်ကိုင်းတွေအကြောင်းပဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင် လာမယ့်နှစ်မှာဒမန်းများတဲ့အလုပ်ကိုင်းတွေကြောင်းသိသွားပြီဖြစ်တယ်နော်နောက်တစ်ပတ်ကျရင်တော့ကျောင်းသားတွေအချိန်ပိုင်းအလုပ်လုပ်လို့ရတဲ့ကနေဒါမှာရက်တီဖို့မြန်မြန်ဆန်ဆန်အလုပ်ဝင်နိုင်တဲ့အလုပ်တွေအကြောင်းပြောပြတော့မှဖြစ်ပါတယ်အခုလောလောဆယ်တော့ကနေဒါကိုရောက်ခါစားအလုပ်ဝင်ဝင်ချင်းလူတွေအခြေခံလားသာဘယ်လောက်ရလဲဆိုတာသိအောင်လို့ဒီဗီဒီယိုကိုဆက်ကြည့်ပေးပါနော်